ကိုဝင်ကြီးနဲ့ဈေးရောက်ခဲ့ရလို့ဟီးသီးဟင်းရွက်တဲ့တွေကိုကိုချင်းစားတယ်လို့ပြောလာတဲ့ဝိုင်းစုခိုင်းတဲ့ရန်ကုန်စင်ရီနယူပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်လွန်ခဲ့တဲ့ရက်တွေမှာတော့ဆိုရှယ်မီဒီယာမှာဝိုင်းစုခိုင်းတဲ့တယောက်ပိုင်ကြီးနေရလားဆိုတဲ့သတင်းတွေကပြန့်နှံ့လာတာဖြစ်ပါတယ် တနည်းထက်တနည်းပိုဝါလာတဲ့ဝိုင်းစုခိုင်သိန်းရဲ့ခန္ဓာကိုယ်ကြောင့်တချို့သောပြိသက်တွေကဝေဖန်မှုတွေပြောလာတာပဲဖြစ်ပါတယ်။ဝိုင်းစုခိုင်သိန်းကအရင်ကတည်းကပိုက်ကလေးကနည်းနည်းပူတက်တဲ့အမှုပညာရှင်တွေမှပါပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာရှိုးပွဲတွေတောက်လျှောက်ဆိုသလိုတီဆိုနေရင်းနဲ့တချို့တွေကဝိုင်းစုခိုင်သိန်းကပိုက်ကအရန်ပူလာတဲ့တော်တော်လေးလဲဝါလာလို့ကိုဝင်များရှိနေတာလားဆိုပြီးပြောကြားခဲ့ကြတာမျိုးတွေရှိပါတယ်။ လွန်ခဲ့တဲ့ရက်တွေကလည်းဆိုရှယ်မီဒီယာမှာဝိုင်းစုခိုင်တဲ့တယောက်ကဗိုက်ဖုံအင်ဂျီနဲ့တပ်ပွန်ရိုက်ထားတဲ့ပုံတွေကပြန့်နှံ့လာလို့အားလုံးကဝိုင်းစုခိုင်တဲ့တယောက်တော့ဗိုက်ကြီးနေပြီဆိုပြီးမှတ်ချက်တွေပြုပြီးအပြောင်းရင်းမှန်ကိုတည်ကျင်နေကြတာဖြစ်ပါတယ်။တကယ်တော့ဒါကဝိုင်းစုခိုင်တဲ့အတွက်ရုပ်ရှင်ရိုက်ကူးတာဖြစ်ပါတယ်။ဟုတ်ပါတယ်ဝိုင်းစုခိုင်တဲ့ကရုပ်ရှင်ရိုက်ကူးရင်နားထတာနှစ်ကိုစဲနဲ့ချိနေပြီဖြစ်ပါတယ်။တခြင်းအစ်စ်တွေကိုဖန်တီးတဲ့စီးရီးတွေတစ်ခွေပြီးတစ်ခွေထုတ်ပြီးရှိုးပွဲတွေမှာသာတွေ့တတ်တာပါ။ဝိုင်းစုခိုင်တဲ့အတွက်ကတော့တခြင်းဆိုတဲ့အလုပ်ကသူ့နဲ့ပို့ပြီးတော့ င်မြင်တယ်လို့ပြောရမှာဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကူးရင်းနဲ့တက်လာတဲ့ဆိုပေမဲ့အစောလောကမှာပုံပြီးအောင်မြင်လာတဲ့ဝိုင်းစုခိုင်တင်းကဇလန်းတွေတိတ်ပြီးရိုက်ကူးတာမျိုးမရှိပါဘူး။လွန်ခဲ့တဲ့နှစ်ကတော့ပရိသတ်တွေရဲ့ကြားမှာရေးပန်းစားခဲ့တဲ့အမတ်တမိန်မှာအမတ်တရားသူဆိုတဲ့ဇလန်းတွေတစ်ခုကလုံးရင်အခုနောက်ပိုင်းမှာဝိုင်းစုခိုင်တင်းရဲ့ရုပ်ရှင်တွေကိုပရိသတ်တွေကမကြည့်ကြတော့ပါဘူး။ဒါကြောင့်တချို့သောပရိသတ်တွေကဝိုင်းစုခိုင်တင်းတယောက်မင်းသမီးဖြစ်ခဲ့ဘူးလေဆိုတာတော့မသိကြတဲ့သူတွေရှိပါတယ်။လက်ရှိချိန်မှာဆိုရင်တော့ဝိုင်းစုခိုင်တင်းကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကမိခင်များအတင်းအတွက် ကုံဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုမြစ်တာနဲ့ပါဝင်ကူညီရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးမှာခိုင်နေဝေဝိုင်းစုခိုင်သိဝေလာရီအေးမြတ်သူနဲ့အခြားသောအမှုပညာရှင်များစွာကပါဝင်ခဲ့တာဖြစ်ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးကဆိုရင်မြန်မာအမှုပညာလောကမှာတခိတခါကအောင်မြင်ကြော်ကြားခဲ့တဲ့မင်းသမီးကြီးတွေကအခုချိန်မှာအသက်ကြီးရင်လာပြီးဖြစ်ပြီးမိမိများအဖွဲ့ဆိုပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲ့ဒီမိမိများအဖွဲ့အတွက်ရန်ပုံငွေတိစောက်တဲ့အနေနဲ့ကုံဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးထုတ်လွှင့်ပြသတာပါ။ဒီလိုရိုက်ကူးထုတ်လွှင့်ပြသတဲ့နေရာ ာမှာဝိုင်းစုကိုင်သိန်းကလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။အဒီကတော့အမေများအသင်းအတွက်မြစ်တာပြကြံလို့ရန်ပုံငွေအတွက်ရိုက်တယ်ဆိုလို့ပါဝင်ပြီးတော့ရိုက်ကူးခဲ့တာပါ။အဲ့ဒီရုပ်ရှင်စကားကြီးအတွက်မြစ်တာနဲ့ရိုက်ကူးခဲ့တာဖြစ်ပြီးငွေကြေးတပြားတစ်ချက်မှယူခဲ့တာမျိုးမရှိဘူးလို့ပြောခဲ့ပါတယ်။ဒါအပြင်အဲ့ဒီရုပ်ရှင်စကားကြီးမှာနောက်ပြီးအဲ့ဒီရုပ်ရှင်စကားကြီးမှာဝိုင်းစုခိုင်သိန်းက ဈေးပန်းခေါင်းပေါ်တင်ကဟင်တီဟင်ရွက်အသားငါးတွေကိုရွက်ပြီးအရက်တကလင်ရောင်းရတဲ့ကိုဝင်ဆောင်မိခင်တယောက်နေနဲ့ပါဝင်တရုံဆောင်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော်တော်လေးကိုလေးလံတဲ့မြေကြီးခဲတုံးတွေကိုလည်းတွန်းလဲနဲ့တွန်းရတဲ့အခန်းတွေမှာပါဝင်တရုံဆောင်ရတာပါ။ဒီလိုတရုံဆောင်ကြီးရဲ့အခါမှာပဲခေါင်းပေါ်ဈေးပန်းတင်ပြီးရောင်းချနေရတဲ့ဟင်တီဟင်ရွက်တွေအသားငါးတွေဘလောက်တောင်ပင်ပန်းလဲဆိုတာကိုကိုချင်းစာမိတော့တယ်လို့ဝိုင်းစုခိုင်တင်ကပြောပြလာတာပါ။အခုလိုမျိုးကိုဝင်နဲ့ဈေးရောင်းစီကမှဈေးတွေပေါ်မှာကိုချင်းစာစိတ်ဖြစ်လာခဲ့တဲ့ ်လို့ပြောလာတဲ့ဝိုင်းစုခိုင်သိန်းပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြီးစုပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်